သားနေစာပါကျွန်တော်ရဲ့ RPR Arkham မြန်မာကျူရှင်လေးကနေပြန်လေးကြိုးဆိုလိုက်ပါတယ်။အေအေကိုတက်ခိတ်ဖို့အတွက်မက်ဆလင်လက်နက်ကင်များပြင်ဆင်နေကြောင်း ICG တတိပေးလိုက်တဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။မွတ်စလင်လက်နက်ကိန်အဖွဲ့အစည်းများစုစည်းပြီးတော့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများမှာလူသစ်စုဆောင်ကအာရခတပ်တို့အေးကိုတိုက်ခိုက်ဖို့ပြင်ဆင်နေကြောင်း International Crisis Group ICG ကအစီရင်ခံစာထုတ်တတိပေးလိုက်ပါတယ်။ဘူဒီတောင်မွန်ဒိုဒေတာမှာအာရခတပ်တို့အေးကိုတိုက်ခိုက်ဖို့မွတ်စလင်လက်နက်ကိန်အဖွဲ့အစည်းတွေကလူသစ်စုဆောင်ပြင်ဆင်ပြင်ဆင်နေတယ်လို့ ICG က ဇွန်လ6ရက်နေ့မှာထုတ်ပြန်တဲ့ဘင်္ဂလားဒေ့ရှ်မြန်မာမွတ်စလင်တောင်းကျမှု NDA အစီရင်ခံစာမှာဖော်ပြထားပါတယ်မွတ်စလင်လက်နက်ကိန်အဖွဲ့များအရှင်းရှင်းကြားမှာပိတ်ခတ်တိတ်ခိမှုကိုချက်တန်ပြီးကုပ္ပစာမှာရှိတဲ့ဒုက္ခသည်စခန်းများမှာလူသစ်စုဆောင်မှုပုံပုံလှုပ်ရှားလာကအေကိုတိတ်ခိသွားမယ်လို့ကြွေးကြော်ထားကြောင်း ICG ကဆိုပါတယ်အာရခတ်တတို့အေကဘူဒီတော်မွန်တော်ဒေတာပါဝင်ရခိုင်ပြည်နယ်မြို့နယ်အများစုမှာစစ်ကောင်စီအားနှင်းထုတ်ပြီးနောက်မွတ်စလင်လက်နက်ကိုင်အဖွဲ့များကလှုပ်ရှားမှု ို့လှုပ်လာကြောင်းလည်း ICG အစီရင်ခံစာကဖော်ပြပါတယ်မွတ်စလင်လက်နက်ကိန်အဖွဲ့များမှဘင်္ဂလားဒေ့ရှ်ရခိုင်နေဆက်တချာအာရိခတ်တို့အီကိုကြိုကြားတိုက်ခိုက်မှုတွေပြုလုပ်နေကြတဲ့ရင်းထက်ပုံမမြင့်တဲ့တိုက်ပွဲကြီးတစ်ခုကိုဖန်တီးဖို့တရားပြင်ဆင်နေကြောင်း ICG ကထုတ်ပြန်တတိပေးထားပါတယ်။နေဆက်ထိန်းချုပ်ထားတဲ့အာရိခတ်တို့အီအားနောက်ရှိဖို့နဲ့အကုန် နေဆက်ကုံတွေရဲ့အခြေအနေတွေနဲ့အေအေဘင်္ဂလားဒေ့ရှ်နေဆက်ဆက်ဆံရေးကိုလေဖြစ်စီဖို့ရုစလန်နဲ့တကိုင်အဖွဲ့တွေကလှုပ်ဆောင်လာနိုင်ကြောင်း ICG အစီရင်ခံစာကဖော်ပြပါတယ်။ဒါကြောင့်ဘင်္ဂလားဒေ့ရှ်ကုပ္စာခရင်အတွင်ဒုက္ခသည်စခန်းများမှာလှုပ်ရှားနေတဲ့မွတ်စလင်လက်နက်ကိုင်အဖွဲ့များကိုဘင်္ဂလားဒေ့ရှ်အနေနဲ့ထိတိယယဂိမ်းတွေဖြစ်ရှင်းတဲ့ကြောင့် ICG ကတိုက်တွန်းထားပါတယ်မွတ်စလင်လက်နက်ကိုင်များ၏တိုက်ခိုက်မှုများအကြမ်းဖက်လုပ်ရမ်းများဟာဘင်္ဂလားဒေ့ရှ်ရဲ့ ဒုက္ခသည်မွတ်စလင်များအားပြန်လည်ပို့ဆောင်ရေးအတွက်ပုံမခက်ခဲလာနိုင်ပြီးစစ်ကောင်စီနဲ့ပါဆက်ဆံရေးခက်ခဲသွားနိုင်တယ်လို့ ICG စီရင်ကန်စာကဖော်ပြပါတယ်မွတ်စလင်နဲ့နဲ့ကင်ရန်ရဲ့တိတ်ပွေးဖို့ဆောင်ခြင်းဟာရိုဟင်ဂျာအမိခံခံယူထားတဲ့၎င်းတို့ရဲ့အခွင့်အရေးတွေကိုဆုံးရှုံးနေရှိပိုရှိနေတယ်လို့ ICG ကတတိပေးထားပါတယ် ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိနားဆင်ပေးကြကြတဲ့ချစ်ရှုပေးကြကြတဲ့အားရခပြည်သူပြည်သားများနဲ့တကွာအားလုံးကိုထူးကျေးဇူးတင်ရှိပါတယ်အားလုံးဖေကင်းကျန်းမာကြပါစေခင်ဗျာ